ွန်လလ၂ရက်နေ့ကနေ၄ရက်နေ့အထိ၃ရက်ကြာကျင်းပပြုလုပ်တဲ့ကရင်အမျိုးသားအကြိုညီလာခံကနေစစ်မှန်ခိုင်မြဲတဲ့ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက်ပံမိုးလှုံ့ဆော်သွားမယ်ဆိုတဲ့အချက်ပါဝင် အချက်၆ချက်ပါဝင်တဲ့ကြေညာချက်တရက်ကိုထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီညီလာခံကိုရန်ကုန်မြို့မင်းဓမလမ်းပေါ်ရှိမြန်မာကွန်ဗင်းရှင်းစင်တာမှာကျင်းပခဲ့တာဖြစ်ပါတယ်။၃ရက်ကြာညီလာခံကျင်းပအပြီးနောက်ဆုံးနေ့ဖြစ်တဲ့ဇူလိုင်လ၄ရက်နေ့မှာအဆိုပါကြေညာချက်ကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ထုတ်ပြန်ချက်မှာကရင်အမျိုးသားအကြိုညီလာခံကိုဒေသအသီးသီးကရင်အဖွဲ့အစည်းတွေကကရင်ခေါင်းဆောင်ကိုယ်စားလှယ်စုစုပေါင်း900ကျော်တက်ရောက်ခဲ့ကြောင်းအကြိုညီလာခံမှာကရင်တမျိုးသားလုံးနဲ့သက်ဆိုင်တဲ့နိုင်ငံရေးစီးပွားရေးကျန်းမာရေး ၊ညညာရေးနဲ့မျိုးနွယ်စုဆိုင်ရာစာတမ်းတွေကိုတင်ပြဆွေးနွေးခဲ့ကြကြောင်းလည်းပါရှိပါရယ်။ဒါ့အပြင်ထုတ်ပြန်ချက်မှာငြိမ်းချမ်းရေးဖော်ဆောင်မှုဆိုင်ရာကိစ္စတွေကိုလည်းဆွေးနွေးခဲ့ကြပြီးကရင်ပြည်နယ်မှာလက်တလောဖြစ်ပေါ်နေတဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေအတွင်းငြိမ်းချမ်းရေးဖြစ်စဉ်ကိုထိခိုက်မှုဖြစ်စဉ်မှာကိုစိုးရိမ်ပူပန်ကြတာကြောင့်ငြိမ်းချမ်းရေးရှေ့ဆက်ခရီးစဉ်အတွင်းနှစ်ဦးနှစ်ဖက်ခေါင်းဆောင်တွေပြစ်ခတ်တိုက်ခိုက်မှုတွေကိုရပ်ဆိုင်းပေးဖို့အတွက်မြစ်တာရက်ခန်းစာပေးဖို့ခဲ့ကြောင်းကိုလည်းဖော်ပြခဲ့ပါရယ်။ အဲ့ဒီလိုဖော်ပြချက်နဲ့အတူစစ်မှန်ခိုင်မြဲတဲ့ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက်ဒီဇိုင်းမမတ်ပံ့ပိုးဆောင်ရွက်သွားမယ်လို့လည်းကရင်အမျိုးသားအကျုံညီလာခံကနေထုတ်ပြန်ချက်ဖော်ပြပေးခဲ့ပါတယ်။ဒီလိုဖော်ပြခဲ့သလိုပဲ KNU ရဲ့အမှုဆောင်ကော်မတီဝင်ပထိုစောလာထွန်းကလာမယ့်အမျိုးသားညီလာခံကြီးမှာကရင်လက်နက်ကိုင်တပ်တွေကိုဘယ်လိုတည်ဆောက်သွားမလဲဆိုတာဆွေးနွေးသွားဖို့ရှိရလို့ဆိုပါတယ်။ ဒါအပြင်ကရင်အမျိုးသားစည်းလုံးရေးနဲ့ငြိမ်းချမ်းရေးကော်မတီကမန်းအောင်ပြည်စိုးကလည်းဆွေးနွေးတဲ့အထဲမှာကရင်လက်နက်ကင်ကိုတော့မညွန်ပဲ KNU ကငြိမ်းချမ်းရေးစကားပြောတဲ့အခါကရင်တမျိုးသားလုံးအတွက်စကားပြောပေးဖို့အကြံညီလာခံမှာကိုယ်စားလှယ်တအူးကဆွေးနွေးခဲ့တာရှိတယ်လို့ပြောပါတယ် ကျင်းပခဲ့တဲ့ကရင်အမျိုးသားအကျိုးညီလာခံမှာကရင်အမျိုးသားညီလာခံတရက်ကျင်းပနိုင်မှုကရင်အမျိုးသားညီလာခံပြင်ဆင်ဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့ကိုဖွဲ့စည်းခဲ့သလိုကရင်အမျိုးသားအကျိုးညီလာခံကိုကရင်အမျိုးသားညီလာခံပြင်ဆင်ဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့ကပြင်ဆင်မှုတွေပြင်းပြချိန်မှာကျင်းပဖို့သဘောတူညီခဲ့ပါတယ်။ဒါအပြင်ကရင်အမျိုးသားစည်းလုံးညီညွတ်မှုရရှိရေးအမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် ကရင်အမျိုးသားတွေအားလုံးစူးစီးညီညွတ်စွာလှုပ်ဆောင်သွားမယ်လို့လည်းကရင်အမျိုးသားအကြိုညီလာခံသတင်းထုတ်ပြန်ချက်မှာဖော်ပြခဲ့တယ်လို့သိရပါဗျ။